မင်္ဂလာပါခင်ဗျာဗီဒီယိုနက္ခတ် channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတကောက်မှာတော့လူတူးတယောက်ဟာမင်းမီးတို့မွေးပွားတဲ့ယာစီသာသာယသဘာဝတရေရုပ်ဒီပါရှိသလားသဘာဝတရေရုပ်ဒီပါရှိခဲ့ရင်ဘယ်အချိန်မှာကျူပြမလဲနဲ့ခုလာမယ်2025ခုနှစ်တကြံကာလအနေစာပြီးတော့နောက်တကြံကာလဝန်းကျင်အထိခေါ်စာကျူစီကျူနေရလူတူးတယောက်ချင်းစီရဲ့လက်လက်အကျိုးပေးနိုင်မဲ့ကံကောင်းနိုင်မဲ့ ရက်စွဲတွေကိုပေါ်ပြထားတာဖြစ်ပါတယ်ခင်ဗျာမိမိတို့မွေးဖွားတဲ့လက်ကူမသိရင်တော့ဗီဒီယိုရဲ့ comment box ကပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ page messenger ပဲဖြစ်ဖြစ်မွေးဖွားခြင်းနီးစပ်ဆုံးနဲ့မွေးဖွားတဲ့ဇာတိနဲ့မွေးတက်ကြကိုပြောပြီးတော့ကျွန်တော်ကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာနက္ခတ်ပီရင်ပညာမှာဂျူရီရဲ့ပေါင်းစည်းဆက်စပ်တဲ့သဘောကိုပြတဲ့ယုတ်တွေကအမျိုးမျိုးရှိကြတာဖြစ်ပါတယ်ခင်ဗျာ ောင်းကျိုးတွေကိုပြီးတတ်တာရောအညံ့ဘက်ကိုပြီးတာရော ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတွေကမှဆရာကြီးဦးစန်းမြရဲ့ကိုရိဇာတာဟောခြင်းပြစ္စမတွင်မှဖော်ပြထားတဲ့ယာတိဇာတာရဖြစ်ပေါ်တဲ့တတိယုတ်တွေအကြောင်းနဲ့အကျိုးပေးမဲ့တတ္တာကာလတွေအကြောင်းကိုနက္ခတ်ပြည်တွင်ဝါသနာပါသူတွေအတွက်ဘူးသူရဖြစ်ပေါ်ရာကျွန်တော်နားလည်သလောက်ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာနက္ခတ်ပြည်တွင်ယဒနာယုတ်တတိယုတ်မျိုးများစွာရှိပြီးတော့ နတ္တဘာဝအိမ်နဲ့စတ္တတဘာဝအိမ်တို့ရဲ့ဆက်လွတ်မှုတွေနဲ့ပေါ်ပြတာတွေဝဂုတ္တမနဝင်ကတိနဝင်လူနဝင်ကျူတွေနဝင်ရုပ်တွေနဲ့ပေါ်ပြတာတွေလည်းရှိပါတယ်အခုကတော့ယာတိဇာတာနဲ့ပဲပြောပြပြီးမှဖြစ်ပါတယ်ခင်ဗျာယာတိဇာတာရတတိယရုပ်တွေကိုမူလတဘာဝတတိယရုပ်နဲ့ကောဇာတတာစာသောဂျူတဘာဝတတိယရုပ်ဆိုပြီးနှစ်မျိုးခွဲခြားတာဖြစ်ပါတယ်အဲ့ဒါတွေကိုအခေါ်အဝေါ်မူခွဲတွေလည်းရှိပါတယ်ခင်ဗျာ မူလသဘာဝတထေယုတ်ကတော့ကိန်းအိမ်တွေဖြစ်တဲ့တက်တ၄တက်၇တက်နဲ့စတက်အင်ရှင်ဂျူတွေကယာဒီဇာတာမှာတတိကိုအိမ်တွေဖြစ်တဲ့၅တက်နဲ့၉တက်အင်ရှင်တွေကို7ဒီဂရီအတွင်းမှာပူးရှင်ပြီးတည်ရှိနေရင်မူလသဘာဝတထေယုတ်ဖြစ်ပေါ်တာဖြစ်ပါတယ်။ရရှိနိုင်တဲ့စီးစိမ်ရှမ်းသာအဂျူတွေကတော့ငယ်စဉ်ကြီးလိုက်စီရင်၅တက်အင်ရှင်ကတက်တက်နဲ့၄တက်အင်ရှင်ဂျူနဲ့ပူးရင် ၅တက်အင်ရှင်ဂျူက9တက်အင်ရှင်ဂျူနဲ့ပူရင်၅တက်အင်ရှင်ဂျူက10တက်အင်ရှင်ဂျူနဲ့ပူရင်9တက်အင်ရှင်ဂျူက1တက်4တက်အင်ရှင်ဂျူနဲ့ပူရင်9တက်အင်ရှင်ဂျူက9တက်အင်ရှင်ဂျူနဲ့ပူရင်9တက်အင်ရှင်ဂျူက10တက်အင်ရှင်ဂျူနဲ့ပူရင်မူလသဘာဝတတိယရုပ်ဒီဖြစ်ပေါ်တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလူမူလသဘာဝတတိယရုပ်ဒီဘယ်ချိန်မှာအချူပြီးမှလဲဆိုရင် ပူးရဲ့ဂျူတွေရဲ့ဓာတာကာလရက်ဆွဲဘယ်လောက်ကနေဘယ်လောက်ထိဆိုတာဖြစ်ပါတယ်ခင်ဗျာကောဇာဓာတာစားတဲ့ဂျူသဘာဝတထေးရုပ်တွေကတော့မူလသဘာဝတထေးရုပ်မှာပါရှိခဲ့ရင်လေဇာတာရှင်တူဟူတာမူလသဘာဝတထေးရုပ်မှာပေါ်ပြခဲ့သလိုတတန်၄တန်၇တန်နဲ့၁၀တန်ကိရင်ရှင်တွေရဲ့မဟာဓာတာကာလ၅တန်တတိကုန်းရှင်တွေရဲ့ဓာတာခွဲကာလမှာဖြစ်စီ ငါတန်ကုတ္တရိကုအရှင်တို့ရဲ့မဟာတတကာလတတန်၄တန်9တန်နဲ့10တန်ကိအရှင်တို့ရဲ့ဓာတာခွဲကာလတွေမှာဖြစ်စီကိုးစားဓာတာစားသောဂျူသဘာဝတတိယုတ်တွေကိုရရှိကြတာပါ အကျိုးပေးမှုအနည်းများကတော့ပုံမှာ ပြောပြထားတဲ့အစဉ်အတိုင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဖော်ပြချက်တွေကိုကြည့်ရင်ဇာတာရှင်တယောက်အတွက် လူတူတယောက်အတွက်ဂျူတွေရဲ့သဘောအရအခွင့်အလမ်းတွေကိုမကြာခဏပေးနေတယ်ဆိုတာကိုတွေးရှိရမှာဖြစ်ပါတယ်ခင်ဗျာအဲဒီမှာယုတ်တွေရဲ့ထူးခြားတဲ့အကျိုးခံစားခွင့်အနေနဲ့ဖော်ပြထားတာကတော့ဩကတိတရိဂုမေယံစတဲ့ဂျူတွေတရှိတဲ့ယာတိတီနီယာယဌာနဘလဆိုင်ရာပြည့်တွေရှိနေခဲ့ရင်အဲဒီကာလမှာ လုံးဝအပြစ်မပေးနိုင်ဘူးဆိုတာရဲ့ဌာနဘလဆိုင်ရာအကျိုးတွေရှိခဲ့ရင်တော့အဲဒီအားတွေကောင်းရင်ကောင်းသလောက်ရမယ့်ယူကျေးဇူးတွေကို ပံ့ပိုးပေးတတ်တယ်ဆိုတာရဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်အဲ့ဒီလူဂျူပူးချင်မှုတွေကကောစာဂျူစည်းဂျူနေနေအတွက်ကောအကျိုးမပေးနိုင်ဘူးလားလို့မေးစရာရှိလာတာဖြစ်ပါတယ်အပေါ်မှာတင်ပြခဲ့တဲ့ဂျူတွေကောစာအချင်းတစ်ခုမှပူးရင်ဒါမှမဟုတ်မြင်ရင်လက်လိုက်ဇာတာချင်းရဲ့ဂျူတွေတရှိမှုလိုက်အနည်းငယ်များအကျိုးပေးတတ်ကြတာဖြစ်ပါတယ်ခင်ဗျာလာမယ့်တစ်နှစ်တာကာလလောက်တွင်းမှာဖြစ်မဲ့ ဂျိုပူးရှင်မှုဖြစ်စဉ်တွေဂျိုမင်းရှင်တွေကနေပြီးတော့သက်ဆိုင်ရာလဲလိုက်ကံကောင်းစီတဲ့နေရက်တွေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမိသားလက်ပံရှင်နေနေနဲ့2025ခုနှစ်မလလေနဲ့2026ခုနှစ်ဩဂုလကုန်စက်တင်ဘာလ10မိုင်နေ့မှာကံကောင်းခြင်းတွေကိုရရှိတတ်ပါတယ်ပြိသက်လက်ပံရှင်နေနေကတော့2025ခုနှစ်ဇွန်လ9မိုင်နေ့ဒီဇင်ဘာဒုတိယဘက်ကာလအတွင်းမှာဖြစ်ပါတယ် မိထုံလက်တာရှင်နေနေကတော့2025ခုနှစ်ဩဂုတ်လ၄ပိုင်းလောက်မှာဖြစ်ပါတယ်။ကရကက်လက်ပါရှင်နေနေကတော့2025ခုနှစ်အော်တိုဘာလကုန်ပိုင်းနဲ့2026ခုနှစ်မလစတုထဘက်လောက်အတွင်းမှာဖြစ်ပါတယ်။တေလက်ပိုင်ရှင်နေနေကတော့2026ခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှာဖြစ်ပါတယ်။ကန်လက်ပိုင်ရှင်နေကတော့2025ခုနှစ်မလကုန်အေဘီလဆန်းမှာဖြစ်ပါတယ်။ တူလက်ပိုင်ရှင်နီနီလည်းကတော့2025ခုနှစ် AB လဒုတိယဘက်နဲ့အော်တိုဘာတတိယဘက် ကာလတွေမှာဖြစ်ပါတယ်။ပြိဆာလက်ပိုင်ရှင်နီနီလည်းကတော့2025ခုနှစ်ဇွန်လသတုပသတုဒ္ဓဘက်အတွင်းမှာဖြစ်ပါတယ်။ဒလူလက်ပိုင်ရှင်နီနီလည်းကတော့2025ခုနှစ်မေလကုန်နဲ့စက်တင်ဘာလဒုတိယဘက် ကာလတွေမှာဖြစ်ပါတယ်။ မကာရလက်ပံရှင်ဤနေ့ကတော့2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်နဲ့ဖေဖော်ဝါရီလဇန်မိုင်ကာလတွေပါဖြစ်ပါတယ်။ကိုယ်လက်ပံရှင်ဤနေ့ကတော့2026ခုနှစ်ဇန်နဝါရီလဇန်မိုင်ကာလတွေမှာဖြစ်ပါတယ်။မိလက်ပံရှင်ဤနေ့ကတော့2025ခုနှစ်အော်တိုဘာလကုန်ပိုင်းနဲ့2026ခုနှစ်မက်လတတိယပတ်တီမှာဖြစ်ပါတယ်ခင်ဗျာ။လူဒူးတယောက်ချင်းစီဟာသူတို့မွေးဖွားတဲ့လက်လိုက်ဖော်ပြခဲ့တဲ့ရည်စွဲတွေမှာ ကံကောင်းခြင်းလက်ဆောင်တွေကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ channel ကနေပြီးနက္ခတ်ပေတင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ပြပေးနေမှာဖြစ်လို့ကြည့်ရှုလို့ဂျင်းတဲ့သဘောကြရင် like comment and share များပြီးခဲ့စေချင်ပါတယ်ခင်ဗျာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ